ရှင်မမေကုံမေရှောက်ခွင့်ပြုပါရှင်မအာတပည့်တော်တို့ဒီတငယ်ချင်းတွေပြောနေတာဗောနော်ဟာငါတို့မိဘတွေရတဲ့ငါတို့ဟာအရင်တောက်တာမကောင်းလို့ဘာလို့ပြောတယ်ဗောရှင်မဒါပေမဲ့သူတို့ကြတော့ကိုကြီးကျော်တို့ကြတော့ထိုင်ကြော့နေဗောနော်ဒါကြတော့ငါတို့ကြတော့မကောင်းပြောတယ်မကောင်းအရက်တောက်နေတဲ့ကိုကြီးကျော်ကျော်ကိုကြီးကျော်ကြတော့ဘာလို့ထိုင်ကြော့တာလဲတဲ့အဲ့လိုပြောရကျွန်မရှိလို့ အသက်ကြီးပေမဲ့ဉာဏ်မကြီးဘူးနော်အသက်ကြီးတောင်ဉာဏ်မကြီးလို့ခေါ်တယ်အဲ့ဒါဒီစဉ်းစားကြည့်လေဒါနှာခေါင်းနဲ့မျက်ဘယ်လိုမှမဖြစ်နိုင်ဘူးနည်းနည်းတော့စဉ်းစားဖို့ကောင်းတယ်လူကြီးတွေကနော်တင်းလို့အရက်တွေမူးယူးနေတဲ့လူကနှာခေါင်းနဲ့မျက်ဖြစ်မလားလို့နည်းနည်းစဉ်းစားကြည့်လေဟုတ်တယ်မလားလူလောက်ကောင်မှတော့ငမူးဆိုရင်လူတွေလက်ကြည့်ရှင်တာမဟုတ်ဘူးအဲ့တော့ဒီနှက်စုံနှက်ဘက်ကိုကြာမှသွားပြီးတော့နော်အလေးတမျက်သွားလုံနေကြတာလူတွေရဲ့ဉာဏ်စဉ်းစားမှုအားနဲ့တာတေချာပါလေဒါကနော်အဲ့တော့နှာခေါင်းနဲ့မျက်ဘလို့မှမဖြစ်နိုင်ဘူးဒီလောက်မူးယူအော်ဟစ်နေတာနော်ဓာချင်းချင်းနေတဲ့ဥစ္စာတွေကြောက်စရာတော့ဘလူးများအောက်မရတာ ဥစ္စာနဲ့တောင်မထင်ဘူးဘလူးမြဝင်မှုနေသလားအောက်မရဘူးနော်အဲ့တော့နှကောင်းနဲ့မြလုံးဝမဟုတ်တာတော့သေချာတယ်ဒီလောက်မူးယူနေတဲ့ဥစ္စာ။နေအဲ့တော့ဆိုလိုတာကဥစ္စာဗုဒ္ဓဘာသာတွေစဉ်းစားဖို့အချိန်တန်ပါပြီလို့နော်စဉ်းစားသင့်ပါတယ်။ဒါကိုလုံးနေတဲ့အလုတ်ကဗုဒ္ဓရဲ့အဆုံးအမနဲ့ကန့်ညီရလားမကန့်ညီတာရောဘာလို့ဖတ်တွေ့ထားမှာလဲ။စွန့်ပါနော်စွန့်ရမှာပဲဖတ်တွေ့ရမှာမဟုတ်ပါဘူး။မှားနေရင်စွန့်ရမယ်။အမှန်ဆက်ဆက်ဆက်ချောက်ရမှာပဲနိ။အဲ့တော့စဉ်းစားသင့်ပြီးပြင်နေပြင်သင့်ပါတယ်နော်။အဲ့တော့မြတ်စွာဘုရားရှင်ကိုဟောတယ်လေ။မြတ်စွာဘုရားကစွန့်စွန့်ရှင်းကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီသမထဝိပဿနာမှာပတ်သက်တဲ့တွေ့တာမှုကိုတော့ဘုရားဆောင်းခိုင်းတာလေနော်ဥစဉ်တော့အုံလူပမဆိုပြီးဘုရားကဖောင်းတဲ့တော့ဥပမာပေးထားသေးတာပဲနော်ဒီသမထဝိပဿနာတရားဆိုတာဖတ်တွေ့ထားမယ့်အရာမဟုတ်ဘူးတဲ့ဟိုဘက်ကန်းကိုကုဖို့အတွက်လှေပဲဖြစ်တယ်ဖောင်းတာဖြစ်တယ်တဲ့ဖောင်းနဲ့လှေနဲ့ဟိုဘက်ကန်းကိုကုမယ်ပြီးဟိုဘက်ကန်းရောက်သွားလို့ချင်းဒီဖောင်းကြီးလှေကြီးကိုထမ်းပြီးဘယ်တော့သွားမနေဘူးကမ်းမှာထားပဲခဲတာပဲဒီတိုင်းပဲသမထဝိပဿနာကိုအထောက်ကြတယ်ဆိုတာဖတ်တွေ့ဖို့မဟုတ်ဘူးဟိုဘက်ကန်းကိုကုဖို့အတွက်အထောက်တာဒီသမထဝိပဿနာပေါ်မှာတွေ့တာမှုထားစရာမလိုဘူးတာ စ္စာဘုရားကတိတော့ကောင်းမြတ်တဲ့သမထဥပဒနာတရားကိုတော့မှဘုရားကတွေ့တာမှုမရှိရဘူးလို့ပြောထားပြီးသားဟောဘာလို့သွားတွေ့တာနေဦးမှာလဲနော်အဲကြောင့်ဒီမဟုတ်မမှန်တဲ့ယူရကြလေးတွေကိုစွန့်ပါလို့အကြောင်းပြောတာနော်ဒီလေးတွေစွန့်ပါစဉ်းစားပါဘုဒ္ဓဘာသာနဲ့ကိုက်ညီလားမကိုက်ညီလားစဉ်းစားမကိုက်ညီလားယူဘာလို့ဖတ်တွေ့ရအောင်မှာလဲတော်တော့ကောင်းမြတ်တဲ့သမထတရားဥပဒနာတရားတော်မှာဘုရားကစွန့်ခိုင်းတာနော်ဒါသတိပြုစရာဖြစ်တယ်နော်ရှင်ဗျာမေကွန်မေရှာကွင်ပြုပါရှင်ဗျာ ဟိုဟာရှေးထုံးလဲမပယ်နဲ့ဈေးနှုံးလဲမကျွေနဲ့ဆိုရဲဟိုစကားဟောတာနဲ့ပေါ့နော်မင်းတို့ဟိုရှေးခေတ်ခါကပေါ့နော်ဟိုဒီဘီရင်နက်ခတ်တီဆိုတာလည်းရှိကြရဲပေါ့နက်ကိုးကွယ်မှုဆိုတာလည်းရှိကြရဲပေါ့ဒါတွေတော့မပယ်သင့်ဘူးပေါ့နော်တပြော့သိချင်တာပေါ့နော်အာဒီဒုက္ခဟိုဘယ်သူမဆိုရင်တော့ပေါ့နော်လောကမှာဒုက္ခတွေအကျက်တဲတွေဖြစ်လာမှာပဲလေဖြစ်လာတဲ့အခါမှာအဲတချို့လူတွေကဘေးရင်နေနက်ခတ်တီ အဲရေဒီယာခြေကြရယ်ပေါ့တပိတော့ဘာလို့လဲဆိုတော့ဒီဗုဒ္ဓဘာသာအနေနဲ့ဟောဒီဟိုဒီကံကောင်းလာအောင်ကံနေမြင့်တက်လာအောင်ဘယ်လိုမျိုးဟိုရေဒီယာလိုပုံစံမျိုးတော့မဟုတ်ပဲမဲ့ကံအဲ့ကုသိုလ်ကံနေအားကောင်းလာအောင်ဘယ်လိုမျိုးလှုပ်တင်လဲပေါ့နော်အဲ့ဒါလေးသိချင်ပါရဲ့ရှင်ဗျာကုသိုလ်ကံပုံမှန်ကုတ်၅ပါးသီလာဆောက်တည်ပြီးတော့ညသမျှကုသိုလ်လောက်ရမှာပဲလေကုသိုလ်ကံလုံနေရင်ကုသိုလ်ကံဆိုတာကောင်းလာတာပဲလေ ကောင်းတာလုပ်ရင်ကောင်းတာကံတွေရနေတာပဲအဲ့တော့ခုနကကိစ္စနဲ့ပြောရမယ်ဆိုရင်နက်ကိုပူဇော်ပတ်တာလို့ရပါတယ်နော်ကိုပူဇော်ပတ်တာပတ်တာလို့ရတယ်သူတို့ကိုကုညီစီရှင်လို့ပေါ့နော်ကိုရဲ့ကိစ္စတွေမှာအောင်မြင်အောင်ကုညီပေးတာလို့ပေါ့ပူဇော်ပတ်တာလို့ရတယ်ကိုယ်ခွေလို့မရအောင်တခုရှိတာကနက်တွေနက်တိုင်းကနက်ကလေးကပေါ့နော်လူတိုင်းကိုဟိုမဆားလို့ရသလားပေါ့နော်စဉ်းစားဆိုမရအောင်သူကလူမဆွမ်းရင်လည်းမမနိုင်ဘူးလူဆွမ်းမှနက်မလို့ရတာနော်သဘောပေါက်လားမသိဘူးကို့မှာနက်တွေ မစတယ်ဆိုတာက ကုသိုလ်ကံတွေရှိရတယ်။နတ်တွေမနိုင်လောက်တဲ့ကို့မှာကံတရားတွေကို့မှာရှိရတယ်။နတ်ကမစလို့ရလို့ချင်းအလုံးတစ်ထည့်ပြောင်းမစနိုင်မှာပေါ့နတ်တွေကမိုင်းလို့မရဘူးလေ။သူ့မှာနတ်တွေကမစလို့ရရမယ်သူ့မှာကံတရားတွေရှိရတယ်။ဆိုတာကဒီလူမှာကုသိုလ်ကံတွေရှိတယ်။ကုသိုလ်အကျိုးတရားတွေလာနိုင်တဲ့အနေအထားသူရှိတယ်။အဲ့တော့အဲ့ဒီကုသိုလ်ကံတွေအကျိုးပေးခွင့်ရလာအောင်အခွင့်အလမ်းတွေသူလုပ်ပေးလို့ရတယ်။ဒါမျိုးပဲသူလုပ်ပေးလို့ရတာ။နော်။ ဲ့ဒါဆိုလိုတာကနက်ကအားလုံးကိုကောင်းအောင်လုပ်ပြီးမပေးနိုင်ဘူးအဲ့လုပ်ပေးနိုင်ပါတယ်ဆိုလို့ချင်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါနိုင်မနိုင်ဟိတုဒိဋ္ဌိလို့ခေါ်တယ်ဖန်ဆင်းခြင်းဝါဒပုံစံဖြစ်သွားလိမ့်မယ်အကုန်လုံးနက်ကလုပ်ပေးနိုင်တယ်ဆိုလို့ယူဆလိုက်လို့ချင်းအဲ့ဒါဥစ္စာဖန်ဆင်းခြင်းဝါဒဖြစ်သွားပြီနော်ဟိုထာဝရဘုရားသခင်နဲ့နက်တပည့်ဒါပဲကွာတာပဲရှိတာအတုံးလုံးကနော်အဲ့ဒီသဘောအကုန်လုံးကိုနက်ကမစားပေးနိုင်ပါတယ်ဆိုရင်တော့လောကမှားတယ်နက်ကမသာပေးနိုင်တာမဟုတ်ဘူးခုမှမသာပေးလို့ရနိုင်တဲ့အခွင့်အလမ်းရှိမှကံတရားတွေရှိမှနက်ကလုပ်ပေးလို့ရတာ ဒါကိုနားလည်ထားဖို့လိုတယ်။အဲ့နက်ကလုတ်ပြီးလို့မအောင်ဖြစ်တာမဟုတ်ဘူးနော်။ကိုယ်မှရှိနေလို့နက်ကလုတ်ပြီးလို့ရတာ။အဲ့ဒါကြောင့်သူတို့နက်ကိုကြည့်ပဲအာကိုနေလို့မရအောင်ကိုယ့်ရဲ့ကံကြံဝိရိယတွေကိုလုပ်ရမှာ။ဒါမှနက်ကမပြီးလို့ရတာနော်အဲ့ဒါမျိုး။ရှင်ဘုရားမေကောမေလျှောက်ခွင့်ပြုပါဗျာ။ဆက်ဆက်မေကောပါဗျာ။တပည့်တော်တို့ကတရုပ်မျိုးနွယ်ဆိုတော့ဗျာ။အိမ်မှာတရုပ်နဲ့ပတ်သက်တဲ့ဒီကွန်ယမေတော်တွေဒီတခြားရိုးရွာနတ်တွေတော့ရှိတယ် ကိုကိုွယ်နေကိုကိုွယ်တော့မဟုတ်ပါဗျဟိုစင်နဲ့တော့အဖွားတို့မေတို့ခက်ကြဲပူဇော်နေတယ်ဆိုတော့ပူဇော်ထားတာပါဗျာအဲ့မှာတပည့်တော်ရဲ့ညမဒုတိယတရားကတပည့်တော်သူကအဲ့ကွင်မေတော်တို့ဘာလို့ဆိုရင်မကြော့ဘူးပေါ့နော်ကြော့ရင်တဏ္ဏကုံပြစ်တယ်ဆိုပြီးတော့မကြော့ပါဘူးဗျာတပည့်တော်ကြာတော့သူ့ဟိုကိုကိုွယ်တာပဲပူဇော်တာပဲရှိတာပါဗျာတအားကြီးကိုကိုွယ်တာတော့မဟုတ်ဘူး ါတော့ရိုးရိုးအနေနဲ့မကိုးကွယ်ဆိုရယ်ပြီးတော့အနေနဲ့ကြတော့ရောဒီခုနခြေပြပြသလိုတရဏံကုံပြက်တဲ့သုံးမျိုးထဲမှာပါသွားမလားဗျာ။อืมမပြက်ပါဘူး။ဥစ္စာလေဒီဆယ်တော်ကြီးရဓမ္မဒီပနီဖတ်ကြည့်တော့ရှင်းပါတယ်။နော်ကိုဥစ္စာလူရှင်းချင်းတော့မှာကိုတက်အသက်ကြီးတဲ့ပုဂ္ဂိုလ်ဆိုရှိခိုးနေကြတာပဲလေ။အဲ့ဒါတရဏံကုံပြက်လို့လာတာကိုကွယ်တာမဟုတ်ဘူးဒါကအယိုသေးပေးတာလေးစားတဲ့အနေနဲ့ respect ပေးတာပဲလေ။အဲ့တော့ဒီ neck ကိုလည်းကိုကကိုကွယ်တဲ့အနေနဲ့ရှိခိုးတာမဟုတ်လို့ရှိတာမဟုတ်ဘူး။သူ့အယိုသေးပေးတာလို့ရှိတဲ့သဘောပေါ့နော်။အဲ့တော့သူဟာတကိုးရှိတယ်ပေါ့။ ငါ့ကိုမြကူညီနိုင်မလားဆိုတဲ့သဘောမျိုးနဲ့သူ့ကိုလေးစားရတဲ့ရှစ်ခိုးတဲ့သဘောပဲခလိုကိုကိုရတဲ့အနေနဲ့ရှစ်ခိုးရင်တော့တဏ္ဍာကုန်ပြတ်တာပေါ့ဒါတော့ခွဲခြားနားလည်တာပေါ့လို့လည်းနော်မိကုန်မေရှာခွင့်ပြုပါဗျာဆက်ဆက်မိကုန်ဖြစ်ပါရဲ့ဖေဟာအဲတပည့်တော်ကကြတော့မိယိုဖလာဗုဒ္ဓဘာသာဝင်ဖြစ်ပါရဲ့ဖေဟာဒါမဲ့ငငယ်တော့ဖုန်းညောင်းနေမှာကြီး quiet memory ကာလီမမေပြီးတော့ဟို အန်ကုန်မိုးတော်ရရှိပါရဲ့ဗျာအဲအဲ့ဒီအကုန်လုံးကိုလိုက်ပတ်ပြီးတော့ကြော့ခဲ့ဘူးပါရဲ့ဗျာပြီးလို့ရှိရင်ဟိုကိုဘကတခုခုလိုချင်တဲ့စိတ်နဲ့အဲ့လိုမဟုတ်ဖို့ရပါစေဆူတောင်းပြီးကြော့ရမျိုးလည်းရှိခဲ့ပါရဲ့ဗျာအဲ့ဒါကဟိုအကုတို့ဖြစ်စေပါသလားဗျာတပည့်တော်မှာမျိုးရိုးလည်းမရှိပါဘူးဗျာမရှိဘဲနဲ့ကြော့ခဲ့မိတာပါဗျာအဲ့ဒါစောစောကပြောခဲ့တယ်လို့လေကိုကိုရအနေနဲ့မဟုတ်ရင်တော့မဆိုင်ပါဘူးเนาะကိုကိုရအနေနဲ့မဟုတ်ရင်မဆိုင်ပါဘူးအဲ့တော့ကိုတခုခုကိုကြီးပါစေမသာပါစေဆိုသဘောမျိုးနဲ့လောက်တာကတော့တဏ္ဍာကုန်မပြတ်ပါဘူးเนาะ ရှင်ပြန်မင်းကုန်မင်းရှောင်းခွင့်ပြုပါဗျာဆက်ဆက်မင်းကုန်ပါဗျာခုနဟိုမေးတယ်လို့ပဲတပည့်တော်နေမှာဘုန်းကြီးကြောင်းတကြောင်းရှိတယ်ဗျာအဲ့ဘုန်းကြီးကြောင်းမှာအဲ့ခုနပြောတယ်လို့ပဲဒီကွမ်းရင်မတော်လို့အကုန်ဘိုးတော်လို့အကုန်ရှိတယ်ဗျာအဲ့ဆိုရင်ဘုန်းကြီးကြောင်းမှာအဲ့လိုမျိုးထားလို့ဘယ်တင်လာဟိုဘာဘလို့လောက်ရမလဲဗျာအဲဘုန်းကြီးသေရဝါဒဘုန်းကြီးကြောင်းဆိုတော့မရှိသင့်ဘူးလေသေရဝါဒဘုန်းကြောင်းမှာကဘုရားတရားတန်ခါယန္တနာသုံးပါးကိုပဲအထွတ်အမြတ်ထားမှာလေ ကျန်တာတွေကနေရုပ်တွေငကားရုပ်တော့မှထားတင်တာမှမဟုတ်တာဒါတွေကနော်ဟိုနေတဲ့ငကားတွေဆိုတာရှိပါတယ်ဒါဒါမှသူတို့ကိုအယုတ်တုစရာမလိုဘူးလေကိုယ့်ကိုမေတ္တာပို့ပေးမယ်အမြဝေပေးမယ်ဒါပဲပေါ့ဒါဒီဥစားအကောင်းဆုံးပဲလေသူတို့သူတို့တို့အထောက်ပံ့ဖြစ်စေတာကဒီမေတ္တာတရားနဲ့စောစောကပြောတဲ့ဒီအမြဝေမှုကုသိုလ်အမြဝေမှုတရားတွေကသူတို့တို့အထောက်ပံ့တကယ်ဖြစ်စေတာလေအဲ့တော့ဘုန်းကြီးတွေကိုယ်တိုင်ကဒါကဒီယုတ်တုတွေတွားပြီးတော့ထုထားလိုက်မယ်နေယုတ်တွေဘိုးတော်ယုတ်တွေခုနကငကားယုတ်တွေထုထားမယ်ဆိုရင်လူတွေကဘယ်လိုဖြစ်ကုန်မလဲ နော်ခေါင်းဆောင်ဖြစ်တဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ဘုန်းကြီးတွေကိုယ်တိုင်ကဒီလိုမျိုးလုပ်တဲ့အခါကျတော့ဟောဘုန်းကြီးတွေမှလုပ်သေးတာပဲဆိုတော့လူတွေကကိုယ်ကံမှုစနစ်ဖက်ကိုပြောင်းသွားမှာနဂါးကိုယ်ွယ်တာတွေဖြစ်လာလိမ့်မယ်နော်နဂါးတွေကိုယ်ွယ်တာဖြစ်လာမယ်ဘိုးတော်တွေခုနကနှက်ရုပ်တွေကိုကိုယ်ွယ်တဲ့စနစ်တွေဖြစ်လာလိမ့်မယ်အဲ့တော့ဘုန်းကြီးတွေကအစားတတိထားရတယ်လုပ်တဲ့အခါမှာလမ်းကြောင်းမလွဲစေရအောင်ဘုန်းကြီးတွေကဘုန်းကြီးကြောင်းမှလို့ချင်းဘာမှမရှိသင့်ဘူးရှင်းရှင်းလင်းလင်းပဲထားသင့်တယ်နော် ရှင်ဗျာမိကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာဆက်ဆက်မိကုံပါဗျာအရှင်ဗျာအဲ့ဒါဆိုရင်ဘုန်းကြီးကျောင်းမှာအဲ့လိုမျိုးမရှိသင့်ဘူးဆိုတော့အိမ်မှာရောအိမ်တွင်းတို့ဟိုအိမ်တွင်းမင်းမကြီးတို့ဥရှင်ကြီးဆင်နေတို့ရောရှိသင့်ပါသလားဗျာမရှိသင့်ပါဘူးဆက်ဆက်ကပြောသူဒါဘုန်းကြီးဆိုရင်ပိုမရှိသင့်ဘူးဆိုတော့ပြောတာပါလူလည်းမရှိသင့်ပါဘူးနော်အကောင်းဆုံးဖြစ်တဲ့ယတနာသုံးပါးကိုတွေ့နေမှာတော့ဘာမှထပ်ပြီးမျောလင့်နေအောင်ရတာတော့နော်အဲ့တော့ဖခင်တရားတန်ခါဆိုတဲ့အကောင်းဆုံးယတနာသုံးပါးကိုတွေ့နေပြီလေ တန်တဲ့လူတွေကိုယတနာလို့မခေါ်ပါဘူးဒီဘိုးဘိုးမင်းခေါင်ယတနာလို့မခေါ်ပါဘူးနိုင်ငံတိုင်းယတနာလို့မခေါ်ပါဘူးအဲ့တော့ယတနာကိုတွေ့နေပြီလေဟုတ်တယ်မဟုတ်လားဘာလို့မြတ်ထပ်ပြီးအလေးခံပြီးတော့ထပ်ပြင်မခံပြီးတင်နေဦးမှာတော့နော်ဦးဇင်းတို့စာပေထဲမှာရှိပါတယ်ဖရာဥမာပေးထားတာလေအဲလူတငယ်ချင်းနှစ်ယောက်နော်ထွက်လာရွာကနေထွက်လာကြတယ်ထွက်လာကြတော့လမ်းမှာမတွေ့လဲမျက်တည်တွေ့တယ်လေအဲ့တငယ်ချင်းနှစ်ယောက် အလကဘာမှမတည်နိုင်မဲ့သူမျက်တည်တယ်တာလည်းကောင်းပါတယ်ကွာတခုခုတော့နွားစားတွေပါတယ်ရောင်းလို့ရတာပေါ့ဆိုတငယ်ချင်းနှစ်ယောက်မျက်ထုတ်ကြီးတွေထမ်းလာကြတာလေအဲ့တော့လမ်းမှာမျက်ထုတ်ကြီးတွေတည်လာရင်တည်လာရင်လည်းဘာတွေ့လဲဆိုတော့ဟောမှာဝါကွင်းထုတ်တွေတွေ့တယ်အေးဘာမှတည်တော့တငယ်ချင်းတယောက်ကဟဲ့ကောင်ဟာဝါကွင်းထုတ်တယ်အောင်ဆိုတော့အာတငယ်ချင်းတယောက်ကမျက်ထုတ်ကိုပြစ်ချလာပြီးတော့ဝါကွင်းထုတ်ကိုထမ်းတည်လိုက်တယ်နောက်တစ်ယောက်ကဟာကွာဒီမျက်ထုတ်ကြီးငါတို့တည်လာတာအဝေးရတည်လာနှမျောစရာကြီးတယ်အဲ့တော့ဝါကွင်းထုတ်ကိုသူမတည်ဘူးမျက်ထုတ်ကိုနှမျောလို့တာနော်အဲ့ဒါဆိုတော့ တကယ်ရောင်းချလိုက်တဲ့ခါကျတော့ဘာကုန်းသမားကအများကြီးရတာပေါ့မြတ်ထုသမားကဘာမှမမြင်ရအောင်ဆိုတာကအဲ့ဒါပဲဒါငါတို့တယ်လာခဲ့တာကြာပြီဆိုပြီးတော့အဲ့ဒီအယူဆွဲကိုမစွန့်နိုင်အောင်ကောင်းပါပြီဆိုတဲ့ယတနာကိုတွေးနေပြီနော်ဒါပေမဲ့ဒါငါတို့ဘိုးဘွားလက်ထက်ကနေတယ်လာခဲ့တဲ့ဥစ္စာပဲဆိုတဲ့အစွဲကလေးနဲ့မစွန့်နိုင်ကြအောင်မှန်မှန်နဲ့သိတယ်ယတနာအကောင်းကြီးလည်းတွေးနေပြီဒါပေမဲ့မစွန့်နိုင်အောင်အဲ့ဒီဥပမာတိုင်းပဲအဲ့တော့ကိုယ်ပဲနဲ့နာတာလေနော် အဲ့တော့ဇန္နာကြီးကိုတွေ့နေမှာတော့ဒီမျက်ထုံနဲ့တူတဲ့ဘိုးတော်တွေနန်ကတိုင်းတွေခုနကကိုကြီးကျော်တွေဘာလုပ်နေ ਉ ပါတော့လို့ဒါနည်းနည်းစဉ်းစားသိချင်တာပါနော်ရှင်ဗျာမိကောမေးလျှောက်ဝင်ပြီးပါရှင်ဆက်ဆက်မေးကောပါဗျာအဲ့ဒါဆိုရင်အိမ်အမရှိတဲ့ဘောနော်အဲ့နတ်စင်တွေပါတွေကိုဖြုတ်မယ်ဆိုရင်ဘောနော်လူကြီးတွေကပြောမယ်ခိုင်းမကြိုက်ဘူးပေါ့ဗျာမကြိုက်ကြတဲ့ကနေနတ်ကြိုင်မယ်တွေပါတွေညာပြောမှာပေါ့ဗျာ အဲ့ဒါကိုအဲ့ဒီဆွဲကိုရောကြွအောင်တပီတော်ဘယ်လိုများပြောရမလဲနီလန်းကောင်းလေးများပြောအောင်ရှင်ဗျာဥပါဒံတရားတွေကဖြောက်အပ်ခတ်တယ်လူကြီးတွေကဘူးဆိုတယ်เนาะဟုတ်တော့မှားတဲ့ဆွဲတစ်ခုဖြစ်ဖြစ်မှန်တဲ့ဆွဲတစ်ခုဖြစ်ဆွဲလန်းမိပြီဆိုရင်ဖြောက်ရတော်တော်ခတ်တယ်အကြောင်းတရားအနေနဲ့ပတ်သက်လာရင်ပူဆိုးတယ်ဖြုတ်လိုက်ရင်များစီးပွားရေးထိခိုက်သွားမလားအိမ်သွင်းအိမ်သားတွေများတစ်ခုခုဖြစ်သွားမလားဆိုတဲ့အဲ့ဖြစ်သွားမလားဆိုတဲ့အကြောင်းတရားကြီးကတိတ်ကြောက်ဖို့ကောင်းတာအဲ့အနေနဲ့ပဲမှားမှန်းသိတယ်မဟုတ်မှန်းလည်းသိပေမဲ့လည်းမစွန့်နိုင်ကြဘူးပေါ့နော်အဲ့လိုဖြစ်နေတာ ဲ့တော့တရားယောက်ကအမုန်းခံပြီးတော့ကျွန်တော်ဆုံးမိမယ်နှက်ကလည်းပြောပြပါမယ်ကျွန်တော်ဆုံးတာပါခိုင်ရင်ခိုင်စရာရှိရင်ကျွန်တော်ပဲခိုင်ပါလို့နော်ဒီအိမ်သားနဲ့မဆိုင်ပါဘူးဒီလိုပြောပြီးမှလုတ်ပေးမယ်လက်ခံရင်တော့တမျိုးပါနော်အဲ့လိုမျိုးတွေဆိုတော့အဲ့လိုတဦးတစ်ယောက်ကလည်းအမိုက်ခံပြီးတော့လုတ်ပေးမယ်လို့ရှိရင်တော့ကောင်းတယ်ဆိုတော့ဒီနေ့ခက်ကအဲ့လိုပါလူတွေကအကြောက်တရားနဲ့ရှင်သန်နေကြတော့လေဟုတ်လားမဟုတ်လားမသိအကြောက်စိတ်ကဟိုသူ့လွှမ်းမိုးနေတာပဲတခုခုမတော်တဆဖြစ်ခိုင်းတော့မှတွေ့တယ်မလားနှက်ကင်တာဆိုဖြစ်ပြီးတက်လာတာနော်တခုခုပြန်တော့မှလေအဲ့လိုမျိုးအဲ့တော့တိုက်ဆိုင်ခိုင်းတော့မှအဲ့လိုဖြစ်မှလေ အဲအဲ့ဒါမျိုးဥစဉ်တော့အတီးတယောက်ဆိုလည်းအဲ့လိုပဲလေသူဆိုလည်းအဲ့လိုထေရဝါဒတရားဓမ္မတွေနားထောင်ပြီးတော့အဲ့ဒီရိုးရံဒလေကိုးကွယ်မှုတွေအကုန်ဆွတ်လိုက်ပြီနတ်ဒီအဲ့ခုနကဘိုးမင်းခေါမညာအကုန်ဆွတ်လိုက်တာပေါ့ဒါဆွတ်ရင်မကြခင်ပါပဲကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ပေမဲ့ तू ကလုံးဝဒီပေါ်မှာဘာမှတန်တရားမရှိဘူးဒီနတ်ဒီလုတ်တယ်လို့တော့တန်တရားပြတယ်ငါ့ရဲ့ကံကြပဲငါဒီလိုဖြစ်တာနော်ဒါနတ်ဒီကိုဒီလိုဆွတ်နိုင်လို့ငါအက်ဆီဒန့်ဖြစ်တယ်လို့လုံးဝခံမခံဘူးဆိုတာကသူ့ရဲ့ခံကြလုံးဝမပြောင်းဘူးဆိုတာပြောပြပြောချင်တာပါနော်တာမန်ပုဂ္ဂိုလ်တယောက်ဆိုဟာဟုတ်တယ်ဒါ လက်တွေကိုစွန့်လိုက်လို့ငါအခုလိုဖြစ်ရတာပဲဆိုထင်သွားနိုင်တယ်လေစွန့်မချက်ခိုင်ပါတယ်မဖြစ်ဘူးတန်ငါကံနဲ့ငါဖြစ်တာပဲတန်ငါကားမမောင်းတက်လို့ဒီလိုဖြစ်တာငါရဲ့သတိမဲမှုကြောင့်ဒီလိုဖြစ်တာဒီလိုပဲနှလုံးသွင်းတယ်လက်ကြောင့်တော့နှလုံးမသွင်းမိဘူးအဲခိုင်ပါတဲ့စွန့်မချက်ရှိဖို့တော့လိုတာပေါ့နော်